đi sai cả xin để trả gì bọn nó xí cô xí cô đi xí đi cô không đi không xí không tôi nhà linh đi chợ xí không chợ tôi nhà không xí đi nga xí không chợ nga nó nó bây giờ nó xí နောက်ပိတ်300နောက်ပိတ်306နောက်ပိတ်305 6065 6065ကိုပါဝါချင်းကြီး3နှစ်13ညဘောနော်3နှစ်13ညကိုဒိနေပရိငါပရိ6တိ3ပရိကိုပရိစီပရိငါဒီနှစ်၃နှစ် ပရိတ်ချပရိတ်တုံညာပရိတ်ငါ6တုံညာငါတိတ3နှစ်တပရိတ်တပရိတ်နဲ့ပရိတ်ခုံတိတုံညာ3နှစ်တတုံညာသူတည်ရတဲ့နောက်ပိတ်3လုံး8နောက်ပိတ်3လုံးခုံနောက်ပိတ်3လုံး6နောက်ပိတ်3လုံး9 8ခုံ6 9 8ခုံ6 9ကိုပါဝါချိန်ပြီးတော့ သုံးနှစ်တစ်တုံရပြိတ်သုံးရပေါင်းလိုက်သည်သုံးပြိတ်သုံးပြိတ်သုံးရပေါင်းလိုက်သည်နှစ်သုံးနှစ်ပြိတ်သုံးရပေါင်းလိုက်သည်တစ်သုံးနှစ်တစ်ပြိတ်သုံးရပေါင်းလိုက်သည်တုံရသုံးနှစ်တစ်တုံရလို့ဖြစ်ဖို့အတွက်ပြိတ်ခွန်သူပြိတ်သုံးရပေါင်းလိုက်သည်ကိုရိုက်မယ်ဆိုရင်တော့ဒါတလိုင်းကြလိုက်နော် 希望我豆芽为十倍，希望我豆芽为十倍，我豆芽十的豆。希望炒里边东的，炒里东的豆。希望我东北鸭的，鸭东鸭的豆。希望哥东北的北。 931မှာ3ဖြစ်မှာတင်နောက်ပိတ်ပေါ့နော်တင်နောက်ပိတ်ပေါ့တင်နောက်ပိတ်နဲ့ခွန်7ောင်းကခွန်9 7ောင်း8ခွန်9 8ဒီ3ညတုံးစီပေါင်းလေးတုံးလေးစီပေါင်းလေးတုံးလေးနဲ့ဒီကိုတုံညာကို တိစီပေါင်းခွန်တိခွန်စီပေါင်းတုံညတိခွန်တုံညပြီးစစ်တုံညကိုရှစ်နိစီပေါင်းကိုနှစ်ကိုစီပေါင်း6နှစ်ကို6ပြီးခွန်တုံညကိုရှစ်ခွန်နော်ခွန်စီပေါင်း9စီပေါင်း10ခွန်9 10တုံည၃စီပေါင်း၄စီပေါင်းနဲ့၃၄နှစ်ဒီကိုတုံညကို6 တိခြေပေါင်းကုန်ခြေပေါင်းတုံညာတိခွန်တုံညာတိ၈၃၉၈နှိခြေပေါင်းကိုခြေပေါင်း၆နှိကို၆ဒီခွန်တုံညာကို၈ခွန်ခြေပေါင်း၆ဒီ390ခွန်ဆိုတာကျွန်တော်ပြနေကြစီကြောပေါ့နော်ဒီ390ကိုနော်ဒီ390ကိုဒီပြိတ်390လို့ရိုက်ခဲ့တဲ့390 ဒီ၃ညလို့ခွန်ရရှေပေါင်း၅ရရှေပေါင်း၈ရခွန်၅၈ပြီ၃ညလို့ဒါ၃ခါရိုက်တာမဟုတ်နော်၃ညပြီးတော့ကိုပြချောင်းရဲ့ဒီကိုအဲ့ဒီကိုဒီပရိကိုအဲ့ဒီကိုဒီနော်တော့ဒီ၃ရရှေပေါင်း၄ရရှေပေါင်း၄ရ၃၄၄ဒီကို၃ညကိုနော်ပညာကိုပြီးတော့ရှစ်။ဒါကြောင့်ခွန်ဒီရှစ်အဲ့ဒီရှစ်ဒီပရိရှစ်အဲ့ဒီရှစ်ဒီ တိရှင်းပေါင်းခွန်ရှင်းပေါင်းတုံညတိခွန်တုံညဒီရှင်းတုံညကိုရှင်းခွန်နော်နိခွန်ရှင်းဒီခွန်ဒရိခွန်အဲ့ဒီခွန်ဒီနိရှင်းပေါင်းကိုရှင်းပေါင်း6နိ6မှာခွန်တုံညကိုရှင်းခွန်အဲ့တုံညကိုရှင်းခွန်ဆိုတာလေဒီကလာရတာနော်သူ့ရဲ့ပါဝါ9သူ့ရဲ့ပါဝါ4သူ့ရဲ့ပါဝါ3သူ့ရဲ့ပါဝါ2 5 4 3 2နော် ဒီ၃လုံး၅ကိုပရိသတ်၃ဘောင်၅လို့ရိုက်ပြီးမှ၅ရပါပါ၃ညကိုဒီ၃ညဒီ၃ညဒီ၃ညလို့ရိုက်တာနောက်ပြီးတော့ဒီ၆နဲ့၆ဒီ၄အဲ့ဒီ၄ကိုပရိနှစ်ပရိကိုပရိသတ်၃ဒီ၄လို့ရိုက်ပြီးတော့ဒီ၄၄ရပါပါ၉ကိုဒီ၆နှစ်ဒီ၉ပရိ၉လို့ရိုက်ပြီးမှနော်ဒီ၃နောက်ပိတ်ရှေးပေါင်းလေးရှေးပေါင်းနဲ့၃လေးနှစ်ဒီ၉ပါပြန်ရိုက်တာ၅၄ပြီးတော့၃နော်၄နှစ်ခွန်ဒီ၃ ဲ့ဒီသုံးကိုပရိတ်၃ညပရိတ်၁ပရိတ်နှစ်ဒီသုံးလို့ရပြီးတော့၃၃ရဲ့ပါဝါ၈ကို၅၆ခွန်ဒီ၈ပရိတ်၈လို့ရပြီးမှအဲ့ဒီ၈ကိုတိရဲ့၈ပေါင်းခွန်ရဲ့၈ပေါင်း၃ညရဲ့၁ခွန်၃ညဒီ၈လို့ရိုက်တာ၃ညကို၈၅၄၃၂ပေါ့နော်၆၈၈ဒီ၂အဲ့ဒီ၂ကိုပရိတ်နှစ်ရဲ့ပရိတ်၃ရဲ့ပရိတ်ခွန်ရဲ့၂လို့ရိုက်ပြီးတော့အဲ့ဒီ၂ရဲ့ပါဝါခွန်၂ခွန်၈ဒီခွန်ပရိတ်ခွန်လို့ရိုက်ပြီးတော့အဲ့ဒီခွန်ဒီ၂ရဲ့၈ပေါင်း၉ရဲ့၈ပေါင်း၆ရဲ့၂၉၆ဒီခွန်ပါလို့ကျွန်တော်တို့က ငါလေး၃နှစ်၃၉ကိုရှိခွန်ဆိုပြီးတော့ရိုက်ခင်တာအဲ့မှာရှေးပေါင်း6ရှေးပေါင်း6ဘရိတ်ခွန်နော်ရှေးပေါင်း6နဲ့ဘရိတ်ခွန်ရှေးပေါင်း6နဲ့ဘရိတ်ခွန်ဟာဒါဘရိတ်ခွန်ကိုမူစီယူပြီးတော့ကျန်တဲ့ကဏ္ဍလိုင်းတစ်လိုင်းတစ်ခါတည်းထပ်ပြလိုက်မယ်နော်ကျန်တဲ့ကဏ္ဍတစ်လိုင်းပြလိုက်မယ်ဆိုရင်ကျွန်တော်တို့ကခုနကနော် ီ3လုံးကပြိတ်3ခုရပေါင်းလံက9ရပါပါ3ည8တတိ3ညဒီ8 8လေးဒီ3ညအဲ့ဒီ3ညကိုနော်ခွန်ရှေပေါင်းကရှေပေါင်း8ခွန်98ဒီ3ညလို့ရိုက်တဲ့ချိန်မှာနော်3ညလို့ရိုက်တဲ့ချိန်မှာခွာပေါင်းနေနေရနော်ပြိတ်နေငါခါနေငါခွာပေါင်း8နေငါ8ဒီ9ပါလို့ရိုက်တာ ဒီစတဲ့ကလေးငားပါနော်ငားအဲ့လိုအဲ့လိုရယူတော့ငားပြီးတော့လေးပေါ့နော်ဆောင်းလေး6ဒီလေးပရိတ်သုံးခုရပေါင်းလိုက်ဒီလေးအဲ့ဒီလေးရပါပါဒီကိုကိုလိုရိုက်ပြီးတော့သုံးရရှေပေါင်းလေးရရှေပေါင်းနှစ်ရသုံးလေးနှစ်ဒီကိုလိုရိုက်ပြီးအဲ့ကိုရပါပါလေးကိုပရိတ်ကိုရကိုခါရကိုကိုကွာပေါင်း6ရကိုကို6ဒီလေးပါတဲ့ငားပြီးလေးပြီးတော့သုံးပေါ့နော် လေးနှစ်ခွန်တီသုံးပရိတ်သုံးခုရပေါင်းလိုက်သုံးသုံးရပေါင်းပါရှစ်ငါးခြောက်ခွန်တီရှစ်ပရိတ်ရှစ်အဲ့ဒီရှစ်ကိုတိရရှစ်ပေါင်းခွန်နဲ့ရှစ်ပေါင်းသုံးရရပြစ်ခွန်သုံးရတီရှစ်လို့ရိုက်ပြီးတော့ရှစ်ရပါပါသုံးကိုပရိတ်တိရကိုခါရခွာပေါင်းသုံးရပရိတ်တိရကိုခါရခွာပေါင်းသုံးရတိကိုသုံးတီသုံးပါလို့ရိုက်တယ်ငါးလေးသုံးငါးလေးသုံးပြီးတော့6ရှစ်ရှစ်တီနှစ်ပရိတ်သုံးခုရပေါင်းလိုက်တီနှစ်နှစ်ရပါပါခွန်နှစ်ခွန်ရှစ်ပြီးခွန်ပရိတ်ခွန် အဲ့ဒီခွန်သည်နေ့၈ပေါင်းကိုနေ့၈ပေါင်းကို၈ပေါင်း၆နေ့၉၆ဒီခွန်လို့ရပြီးတော့၈ပေါင်း၆အဲ့ဒီခွန်ရပါဝါနေ့ကိုခွန်ရပါဝါနေ့ကိုပရိတ်ချောင်းနော်ခွန်ခါရပရိတ်ချောင်းခွန်ခါဘွားကိုရပရိတ်ချောင်းကပရိတ်ချောင်းခွန်ခါဘွားကိုမှာပရိတ်ချောင်းခွန်ခါပရိတ်ချောင်းခွန်ခါဘွားကို၆ခွန်ကိုမှာနေ့လို့ဖြစ်မှာ နှစ်ဆိုတော့နံပါတ်2ခွာ9ခွာပေါင်း9เนาะခွာပေါင်း9အဲဆိုရင်ကျွန်တော်တို့တနေ့ကြီးဒါနောက်ကျောင်းနေကိုမလန်တော့ဘူးเนาะခွာပေါင်းလေးကိုတိုးချုံပြီးကြလိုက်မယ်ပြိတ်နှစ်9ခါခွာပေါင်း8 2 9 8 9အမ်းကြော်လေးပေါ့နော်ပြိတ်ကို6ခါ ကွာပေါင်း6 996 94ဗရိတ်ဗရိတ်ကိုကကွာပေါင်း3 193 3 94 3နှိဗရိတ်ကြောင့်ခွန်ခွာကွာပေါင်း9 69 94 3နှိ9432ဆိုတာခုနကျွန်တော်ရိုက်တယ်ဲ9 9 9 9 4 4 3 3 2 2 9432ပြီးတော့3968ဆိုတာရိုက်တဲ့ကောအဲ့ဆိုခွာပေါင်း9 9432လို့ရတယ်ခွာပေါင်း9ခွာပေါင်း9 ေပေါင်း6ပြင်းနောက်ပိတ်နဲ့ဂွာပေါင်း9ဆိုရင်ကျွန်တော်တို့ရဲ့ကဏ္ဍကြီးကအရှိရှိတည့်ဆိုတဲ့ကဏ္ဍကြီးနော်ရှိရှိတည့်ဆိုတဲ့ကဏ္ဍကြီးပါအဲ့လိုမဟုတ်ဘူးနဲ့နောက်တစ်ခွက်အနေနဲ့ကျွန်တော်ပြမယ်နော်နောက်တစ်ခွက်အနေနဲ့ကျွန်တော်ပြမယ်အဲ့ဘယ်လိုပြမလဲဆိုတော့တင်ငါးကားဒီတို့ဒီတင်ငါးကားဒီတင်ငါးကားဒီတိတိရဲ့ရှစ်ပိတ်ရဲ့ဒီကို နော်လေးလေးကိုဒီခွန်ခွန်ရဲ့၃ဘက်ရဲ့ဒီ၃ည၉ည၃ည၈ကိုကိုဒီ၈ကိုကိုဒီ၆၆ရဲ့၅နောက်ဘက်ရဲ့ဒီ၁၉၃ည၁၉၃ည၁၉၆ခွန်ဒီ၂၂ရဲ့၃ည၅နောက်ဘက်ရဲ့ဒီ၂၉၃ည၁၂နော်အကူ၃ည၁နှစ်တင်း၅၅ဒီတိတိရဲ့၈ပဲ့ရဲ့ဒီ၉ လေးလေးကိုဒီခွန်ခွန်ရဲ့၃မိရဲ့ဒီ၃ည၉၃ည၈၉၉ဒီ၆၆ရဲ့၅ဘိတ်ရဲ့ဒီ၁၉၃ည၁၉၆ခွန်ဒီ၂၂ရဲ့၃ည၅ဘိတ်ရဲ့ဒီ၂၉၃ည၁၂ဆိုပြီး၃ည၅ဘိတ်နော်၃ည၅ဘိတ်အဲ့ဒီ၉၃ည၁၂ဆိုတာလဲဒါကျွန်တော်ဒီမှာလဲကျွန်တော်ရိုက်ပြထားခဲ့တဲ့၄၅၆ခွန်၃ည၉၅ဒီ၄ နော်နေ၄ကိုဒီ၅ညငါ၁ဒီ၆၄၅၆၁ခုကိုဒီခု၄၅၆ခုအဲ့ဒီ၄၅၆ခုကိုကိုတုံညာ၁နဲ့နော်ဒီခုပရိလေးရှ िख ာဒီကိုပရိနဲ့ပရိရှိတုံညာခါဒီတုံညာကိုတုံညာပရိလေးပရိတ်၁၆ခါ လေးတစ်ချောက်ဒီတစ်ကိုသုံးရတစ်ပြိတ်တစ်ပြိတ်နှစ်ကိုခါဒီနှစ်ကိုသုံးရတစ်နှစ်အဲ့ဒီကိုသုံးရတစ်နှစ်ကိုနော်လေး၅၆ခုလို့လည်းရိုက်ပြီခုကကိုသုံးရတစ်နှစ်နဲ့ပြန်ရိုက်တာအဲ့ဆိုရင်ဒီကတစ်ငါတစ်ငါငါဒီတစ်တစ်ရဲ့ရှစ်ပိတ်ရဲ့ဒီကိုလေးလေးကိုဒီခွန်ခွန်ရဲ့သုံးပိတ်ရဲ့ဒီသုံးရကိုသုံးရရှစ်ကိုကိုဒီ၆၆ရဲ့၅ပိတ်ရဲ့ဒီတစ်ကိုသုံးရတစ် ကိုးချောက်ခွန်ပြီးနှစ်နှစ်ရေတုံညာနောက်ပိတ်ရေဒီနှစ်ကိုးတုံညာတစ်နှစ်တုံညာပိတ်တုံညာပိတ်တုံညာပိတ်နော်တုံညာပိတ်အဲ့ဒါဒီက6ရေတုံညာရေဒီ6 1ရေ3ရေဒီ4 6 4 4ရေအရှိရေဒီနှစ်6 4နှစ်1ရေ9ရေဒီတုံညာ6 4နှစ်တုံညာဆိုကိုးထိတ်စုံစီနေရပါတော့နော်အဲ့ဆိုကျွန်တော်တို့က ကို80ဆိုပြီးတော့လဲထိုးလို့ရတယ်ပေါ့နော်ရှစ်ခါဟွာကိုပေါ့အဲဆိုရင်ကျွန်တော်တို့ကတုံညာနောက်ပိတ်ကိုခွာကိုနဲ့ယူမယ်ပဋိခွန်နဲ့ယူမယ်ဆိုကို80ဒီနောက်ပိတ်ကိုခွာကိုနဲ့ပဋိခွန်ယူမယ်ဆိုရင်88အဟိုတပတ်ဟိုတစ်ပိုင်းမှာနောက်ပေါင်း3ကိုပြထားလို့41 3ခါကိုပြထားလို့331တင်နောက်ပိတ်နဲ့ဒီပဲလမ်းရဒီ၃ခွက်ကိုအကြိုက်ကနန်းပေါ့နော်။အဲခွာကိုကို၈ခါနဲ့ ခွာကိုဝလိုင်းဆိုရင်တော့ရှိရှိတကို80နဲ့ပြည့်ရှိရှိပေါ့နော်တက်ကထိတ်လဲရှိတယ်ပိတ်လဲရှိတယ်ပေါ့နော်ထိတ်လဲရှိတယ်ပိတ်လဲရှိတယ်ဆိုတော့ဒီပရိတ်3နဲ့3ညာထိတ်ပြီး3ပေါ့နော်ပရိတ်1နဲ့3ထိတ်ပြီး4 3ပရိတ်9နဲ့8ထိတ်ပြီး9 3 5 9ထိတ်နဲ့1 9ပရိတ်နဲ့1ထိတ်ပြီး6ဆိုရင်တက်ထိတ်ပေါ့နော်3 5 6လို့များဝင်လာရင်ဆိုရင်တက်ထိတ်အဲ့ဆိုတက်ရှိရှိ88 980ပေါ့နော်မနက်တည်းကရင်းနေ ဒါဒုတိယအော်စီအကောင်းဆုံးဖိုင်လေးကိုကျွန်တော်တင်ပြပေးလိုက်ပါတယ်။ဟုတ်ကျွန်တော်မင်းထပ်သားပါ။